ပုံးလို့ရလာလို့မေးရင်တော့ customer type တူတော့မှ customer type ကဒီ customer တွေကိုပဲတားခတ်ထားတာဆိုလို့ရှင်တော့အဲသုံးလို့ရတယ်လို့မြင်တယ်ပေါ့နော်ဟိုအဲ့လိုမဟုတ်ဖ ೇನೆ အဲအဲ့လိုမဟုတ်ဖ ೇನೆ customer type မတူဘူးပြီးတော့အဲ customer type မတူဘူးဆိုလို့ရှင်တော့ကျွန်တော်ကတော့သိမသုံးစေချင်ဘူးအဲ့တော့ customer type မမတူတာပြီးတော့လေဟိုဟိုပြောမှဆိုလို့ရှင် ဟို product တခြား product address ဆိုတဲ့နေရာမှာကဥမာ same brand လား same brand ဆိုတော့ရတယ်ကိစ္စမရှိဘူး massini zoom မိထားတာပါအာ page ဟာကို share product အတွက် new page အဖြစ်ပြန်သုံးလို့ရတာတဲ့ page ကိုအကုန်အစားကနေအသစ်ဖြစ်မလုပ်ရလဲတဲ့ okay page အဟောင်းကိုတခြား product အတွက် new page အဖြစ်သုံးလို့ရလားဆိုတဲ့နေရာမှာ သုံးလို့ရလားလို့မေးရင်တော့ customer type တူတော့မှ customer type ကဒီ customer တွေကိုပဲတားခတ်ထားတာသလို့ရှင်တော့အဲသုံးလို့ရတယ်လို့တော့မြင်တယ်ပေါ့နော်ဟိုအဲ့လိုမဟုတ်ဖ ೇನೆ အာအဲ့လိုမဟုတ်ဖ ೇನೆ customer type မတူဘူးပြီးတော့အာ customer type မတူဘူးဆိုလို့ရှင်တော့ကျွန်တော်တော့သိမသုံးစေချင်ဘူးအဲ့တော့ customer type မမတူလားပြီးတော့လည်း ဟိုဟိုပြောမှဆိုဆိုလို့ရှိရင်ဟိုတခြား product address ဆိုတဲ့နေရာမှာကဥပမာ same brand လား same brand ဆိုတော့ရတယ်ကိစ္စမရှိဘူး right ဥပမာကျွန်တော်တို့ဟို Samsung မှာဆိုတော့ဆိုလို့ရှိရင် Samsung က JO AO S or Note ကအာဒီ one page အောက်မှာပဲကျွန်တော်တို့သုံးလာကြထားတာပေါ့လေဒါပေမဲ့အဲကျွန်တော်က Samsung A series ဆိုပြီးတော့မှ page တစ်ခုထောက်မလေး Samsung J series page ဟုတ်ပြီဒါပေမဲ့ Samsung အောက်ထဲမှာဖြစ်နေတာတော့ကြောက်အဲကျွန်တော်က web page နဲ့ကျွန်တော်သုံးကြတယ်အဲအဲ့တော့ brand ကိုအောက်မှာတင်တော့ တခြားဟို product lineup တွေအတွက်ကိုကျွန်တော်တို့ကသုံးလို့ရကြနိုင်တယ်ဒါပေမဲ့ brand မတူရင်ကနည်းနည်းလေး short ရှိတာကဘာလဲဆိုတော့နာမည်နာမည်ကထားပါတော့ brand A ဆိုတဲ့နာမည်ကြီးနဲ့ဟို brand C လောက်ကိုတွားပြီးပြောတယ်ဆိုလို့ရှိရင်ကဟမ်ဆိုရင်ဖြစ်သွားနိုင်တယ်ရှိတယ်ဟိုဘာလဲဆိုတော့ဟို user တယောက်အနေနဲ့ဗျာဟိုကျွန်တော်ကဘာမြင်လဲဆိုတော့ဥမာ ဟိုကိုက brand A ကိုသဘောကျလို့အဲ့ page ကိုလိုက်ထားတာဒါပေမဲ့အချိန်ချင်းမှာဟို brand C ဖြစ်သွားပြီးဟေးဆိုလို့ရှင်ဟိုတခြားဆိုရောမသိဘူးကျွန်တော်ကတော့အဲ့ like တွေအကုန်လုံးပြန်ဖြုတ်ထုတ်ချတယ်အဲ့တော့ဟို like တွေအကုန်လုံးဖြုတ်တယ်ဆိုလို့ like ဖြုတ်တဲ့အချိန်မှာဟို Facebook ကအဲ့ဒီ page ကို penalty ပေးပါတယ်ဟို penalty ပေးရဆိုတာဟုတ်လို့ခေါ်မယ် reach ရှားပြတ်တာတော့ဘာလို့ကြောင်ကျွန်တော်တုံ့ပြန်နေချင်ရှိရဲဆိုတော့ဟို risk အများကြီးတယ်ပေါ့လေအဲ့လို brand မတူတဲ့အချိန်မှာကျွန်တော်တို့ဒီနာမည်ပြောင်းတာတော့ပါပါတော့အဲ့တော့ဟိုကောင်းတာကတော့ဟိုဘယ်လိုခေါ်မလဲအမလုံးစေချင်ဘူးပါတော့ဟိုဒါမှမဟုတ်လည်းအဲဥမာ retail နာမည်တခုဒါမှမဟုတ်ပေးလိုက်ပြီးရောလေဘယ်လိုတောင်းလို့ရလဲဟိုအဲ့အဲ့ဒါဆိုလို့ရှိရင်တော့သူ့အောက်ကဘာရောက်ရောက်ပေါ့ဒါမှဥမာ zoom zoom ဆိုပြီးတော့တက်လာအဲ့အောက်မှာကျွန်တော်တို့အဲဒါပါတော့ဒီယုံသိမှုလည်းရောက်နေ 誒啲超市嗰啲嘢咧要嘅，所以好多道路咧，而家又，咁啊，好多錢咯，即係話，retail 貢獻要多咗啦，即係就交單貨，就係啲 distribution，天氣熱，佢咪都好少做，即係就將嗰啲多嘅三文魚，咁啊，仲有啲 underground 嗰啲哦，唔係賣嘅俾哦，咁啊，庫邊有啲有啲冇，而家要咩，所以好多錢咯咧，嚇，但係賣啲嘢都唔要，好少人買喎，係，錯，不，不聽到，哦，睇邊個升啊？ ဖြစ်နေကြပါတယ် Okay crash ကိုအစားနဲ့တော့တည့်ဖြစ်အောင်ဘာလုံးလုံးရကြလဲဆိုတော့ကျွန်တော်တော့မသိဘူးမသိဘူးဆိုတာဟိုးစေးအကုန်လုံးဖြတ်ချမှာတော့ကြမ်းမှာပေါ့နော်ဆိုတော့အဲ့ဒီ page ကိုကျွန်တော် backup လုပ်ပြီးတော့မှ post စေးအကုန်ဖြတ်ချအဲပြီးတော့မှအစားနေအစားဆိုတဲ့နေရာမှာကျွန်တော်အမ about တို့ဘာလို့ကြောင်းဆိုတော့ရှင်းအောင်ပါဘူးဆိုတော့ဟို page ကိုဟိုအဟောင်းကိုအတိတ်တက်လောက်တာတော့ကျွန်တော်အနေနဲ့ ို customer အလေးအတွက်လည်းမကောင်းလို့ကျွန်တော်မြင်တယ်လို့အာပြည့် business တွေအတွက်လည်းမကောင်းလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဟိုမလုပ်စေချင်ဘူးပေါ့လေကျွန်တော်ဘက်ကတော့